မေလီစာအမေလီစာရှေ့မှာဧည့်တယ်လာတယ်မေဆောလေးကကစားနေရမှာအော်ဟစ်ပြေးဝင်လိုက်ဖះเจ้าတဲ့တွင်ဝတ်ပြုတ်ဆူတောင်းနေတယ်လွေစာကသူ့ကောင်းတွင်ခြုံထားတော့ခြုံလွာကိုဖယ်လိုက်တယ်ဖះเจ้าတကားဝတွင်လူတယောက်အရက်ခက်မြင့်မြင့်ညိုရွေးဆိုတော့တာရင်မုတ်စိတ်ကျင်စွဲနိုင်ငယ်နဲ့ထုတ်လူငယ်ဘယ်သူများလဲကုန်းတော်ကြီးလွေစာကျွန်တော်ကမမတ်မိဘူးလားလွေစာကတေချာကြည့်လိုက်တယ်ဘယ်သူလဲကျွန်တော်မင်းသားမောင်မင်းပါ ပုပ်ပါမင်းသမီးကြီးနီလာခန်းရဲ့တားလေအော်မှတ်မိပြီအင်းဝနန်းထဲမှာတော့ကမင်းသားတို့ကငငယ်လေးတွေရှိသေးတာလေအင်းဝတိမ့်ပိုက်ခံရပြီနော်ကတဲ့မင်းသမီးကြီးဖြစ်တော့ပုပ်ပါမင်းသမီးနီလာခန်းနဲ့တားနိုးဖြစ်တော့မောင်ဖြူမောင်မင်းတို့မှာဟန်တာရီတို့ပါလာကြသည်မင်းသမီးရှန်တီအားဟန်တာရီအင်ရှစ်ဥပယာတာကအင်ရှစ်မိပြာမြောက်တီအခါနီလာခန်းနဲ့တားနိုးဦးလီအင်ရှစ်မင်းတို့အဆူသားများဖြစ်ခေါ်ယူခံခဲ့ရ၏ ယခုတော့ရင်းဝရှင်ပြင်းနဲ့ကတဲ့မင်းသမီးကြီးကတဲ့မင်းသမီးကြီးတို့တွေးဖြစ်တော့မောင်မင်းဒီထွားထွားကြမ်းကြမ်းလူပြိုကြီးပင် ဖြစ်နေခဲ့ပြီ။ဘာရေးများရှိလို့တန်လျင်ထိလာရတာလဲမင်းသားမေတော်ကြီးကကုန်းတော်ကြီးလွေစာတန်လျင်ကိုနေနေခံရတာနဲ့ပိုင်ဆိုင်မှုတွေတင်ခံရတဲ့တရင်ကိုကြားပြီးကျွန်တော်ကိုလွတ်လိုက်တာပါ။ကုန်းတော်ကြီးလည်းမဟုတ်တော့ပါဘူး။အေးလွေစာလို့ပဲခေါ်ပါ။ဟုတ်ကဲ့ပါအေးလွေစာ မောင်မင်းကသူ့လက်ထဲမှာတက်တာလေးတစ်ခုကိုထုတ်ပေးလိုက်သည်။ ါကပါလဲမင်းသားတမင်နိုင်မင်းသမီးကမုန်းစီကပါအထဲမှာစလွားလဲပါပါတယ်တက်တာငယ်တဲ့တွင် ရွှေလက်ကောက်ဆယ်ခွင်းခန့်နဲ့နော်ဇော်ကုန်းတကုန်းလွေစားကပေါ်မှစကိုတာလှမ်းယူလိုက် မင်းသားမေတော်ရော နေကောင်းပါရဲ့လားမေတော်ကြီးကတော့ကျမ်းမာရေးတိတ်မကောင်းပါဘူးရှန်တီဘေးမှာပဲဝေယဝတ်စာတွေလှုပ်ပေးနေပါတယ်အင်းကောင်းပါတယ်လေခဏထိုင်ပါဦးမေစောရေတမီးကအနောက်ကတော်လေးမေဖူလို့စီသွားပြီး ဧည့်သည်အတွက်အရင်နဲ့အစားအသောက်တစ်ခုခုစီစဉ်ပေးဖို့ပြောပါအောင်အသက်73နှစ်အရွယ်ရှိနေပြီဖြစ်တော့ပြိုပေါက်မှလည်းမဲဆော်ရီလွေစားရင်နဘဲတွင်ထန်ရက်သူရှိမှမင်းသားဆိုရီလူငယ်ကိုခိုးကြောင်ခိုးဝဲတစ်ချက်ကြည့်ကထထွက်သွား၏လွေစားကစာလိတ်ကိုဖြေးလိုက်သည်တို့မမလွေစားကမောင်မမလွေစားတရင်နေကြားရပါတယ်ဒါပေမဲ့မမလွေစားကိုဘာမှမကူညီပေးနိုင်ခဲ့ဘူးနန်းတွင်းမှာလည်းပြဿနာတွေကပိုရှုပ်ထွေးလာနေတယ် အင်းဝပြင်ကိစ္စရောအထက်ဘက်ကစစ်ပွဲတွေရောတကယ်စိတ်ရှုပ်စရာပါမမလီစာဟာဟန်တာရီကိုတစ္ဆာဖောက်တဲ့ရာဇဝတ်သားမို့နန်းတွင်ကလူတွေအနေနဲ့ဘာမှအဆက်အသွယ်အကူအညီမပေးဖို့လဲဦးကြီးတော်ကအမိန့်ထုတ်ထားတယ်ခမဲတော်ရဲ့ခါနာယောဂါကလည်းမတက်တာလာပါဘူးအခုအယုဒ္ဓယကဆေးသမားတော်တွေခေါ်ပေးကြည့်မယ်လို့ဘရာဒါအင်ဂျီလိုက ပြောပါတယ်ကမုံမမလီစာကိုအရန်တရိရတယ်ကမုံမလင်ဖွင့်စရာဆိုလို့မမလီစာပဲရှိတာလေပုံမင်းတလဘန်းကလည်း တန်ရတောင်အကင်းမပြောက်သေးဘူးအထက်ဘက်ကိုဆစ်ထွက်သွားတာကြားလာပြီတလောကသူ့စီကဆာလာရောက်လာတယ်ဟန်တာရီတပ်တွေကအထက်ဘက်မှာလည်းစစ်ပွဲတွေဆက်တိုက်ရှုံးနေတယ်ဒါပေမဲ့နန်းတွင်းမှာရောမြို့တွေမှာပါဟန်တာရီဘက်ကစစ်နိုင်နေတယ်ပုံကန်သူမုတ်ဆိုးဝသားတွေကိုခြင်မုံလို့အုံယုံတင်နေကြတယ်ဆိုပြီးသတင်းတွေလင့်ထားကြတယ်ခမဲတော်တောင်ဦးရတော်ဦးပြာသာကမကြခင်အင်းဝါကိုပြန်သိမ်းနိုင်မယ်ဆိုပြီးစာပို့တာယုံကြည်နေလေရဲ့ဘုံမင်းတလပန်းကတော့ကမုံကိုအသင့်ပြင်ခိုင်းထားတယ် အခုမုတ်ဆိုးဝမင်းကလွန်ဆဲထီရောက်နေပြီတဲ့မကြခင်စစ်ကဟန်တာရီထီရောက်နိုင်ကြရှိတယ်တဲ့လေစစ်ပွဲတွေမြန်မြန်ပြေးကျင်လာပြီမမလေးစားရဲ့ဒါမှသူနဲ့ကမုံအမြန်လက်ဆက်လို့ရမှာဘာပဲဖြစ်ဖြစ်ကမုံကသူ့ကိုပဲချစ်တာဗရမတကြိမ်ကမုံဘွားမှာအသေးကွဲခဲ့ရပြီဒီတကြိမ်တော့သူနဲ့မလွဲကျင်ဘူးမမလေးစားရဲ့စစ်ပွဲမှာသူဘာမှမဖြစ်ပါစေနဲ့ပဲနေ့တိုင်းထိုင်ဆုတောင်းပေးနေရတယ်ကမုံရဲ့ကုလိုကံကိုကဆွလွန်ပါတယ်လေအခုလဲမမလွေစားအကြောင်းကြားတော့ ကမောင်းတက်နိုင်တဲ့ဘက်ကအကူအညီပေးကြတာပါအင်းရှိအိမ်တော်ကကတဲ့မင်းသမီးကြီးကိုအကူအညီတောင်းရတာပါပဲအခုကမောင်းပိုင်တဲ့ရွှေလက်ကောက်တွေနဲ့နော်စာကုန်းတကုန်းမမလေးစာအတွက် လက်ဆောင်ထည့်ပေးလိုက်တယ်စီဝါရေးကမရှိတော့ရင်လဲဒါကိုအရင်ပြုတ်ပြီးလောက်ကင်စားတော့လို့ရတာပေါ့နောက်လဲမကြမကြမမလေးစာစီဆွတ်တယ်ပါမယ်ကမောင်းလေးစာကစာကိုဖတ်ပြီးနောက်တက်ပြင်းချလိုက်သည်မေစောကမော့စီကြောပကန်နဲ့ရေတစ်ခွက်ကိုလင်မန်းတွင်ထည့်ကယူလိုက် စားပါရှင်မေဆောက လော့ကိုပြုတ်ပြီးမောင်မင်းရှေ့သို့ချပေးလိုက်ခြင်းတွင်မောင်မင်းကလည်းရေခွက်ကိုလက်အလံအမလေးရေခွက်မှာမောက်သွားပြီးမောင်မင်းအဆိုးများပေါ်လို့ရွှဲဆူသွားတော့လီတောင်းမှန်ပါတယ်နော်တောင်းမှန်ပါတယ်ရှင်ကဲမေဆောရဲ့ဧည့်သည်ရွှဲကုန်ပါပြီမေဖူးကိုတောက်ခေါ်ခြင်းဒီမှာမင်းသားလဲဖို့ငလေးရဲ့ပစိုးအစ်တစ်ထည်ယူလာပေးဖို့တွားပြောခြင်းမေဆောကမျက်လုံးကလေးပြူးကကြပြားကြပြားဖြင့်ပြန်ထွက်သွား၏ င်းသားမောင်မဲမှာပြိုကောင်းမလေးကိုလာငေးမောရင်ပြုံးလိုက်သည်1955 AP လာ10ရက်တကြံကြနေဖြစ်တော်လဲဟန်တောက်ဒီအပြင်မျိုးကြီးတစ်ခုလုံးတိတ်ဆိတ်၆ကန့်နေရခင်ကရှင်ညာလှောက်ရှားနေလေးရှိသည်နိုင်ငံသားရက်ွက်ဖြစ်တော့ကန္နာစိတ်ကန်နေတဝိုက်ပင်လူတူဦးစားနှူးစားတာတွေ့ရသည်ဟန်တောက်ဒီတက်များသည်အထက်ပိုင်းစစ်ပွဲတွင်ရှုံးများဖြင့်သာရင်ဆိုင်ဆုတ်ခွာလာရသည်ဆိုသည့်တဲ့င်ကအပြင်မျိုးနေပြည်သူများကြားပြန့်နှံ့နေသည် လောင်ဖျားအောင်စေရရွှေဘူတက်များသည်ပြီးကိုတိမ့်ပိုင်နိုင်ခဲ့ပြီဖြစ်ကြောင်းညီတော်သူတို့တင်ကတူဖွဲ့ခံရွှေကျူကတောင်ငူကျောင်းချီတက်ရတွင်တောင်ငူမြို့မှာမွန်တက်မှုများဖြစ်သောပုတ်တအိမ်ဒေါ်တော်နှင့်ဗမာလူမျိုးတက်မှုများဖြစ်သောရန်နိုင်ကျော်သူငကောင်းငဘိုးစီတို့ကခုခံခြင်းမရှိဘဲအညံ့ခံပူပေါင်းလိုက်ပြီဖြစ်ကြောင်းကြာတိရိုက်ထို့ကြောင့်မကြမီဟန်တာဝတီမှာအောင်စေရနှင့်ညီတော်တို့၏စစ်ကြောင်းတစ်ဖက်ညက်တိုက်ခံရမည်ဆိုသည့်တင်ကြောင်း ပြည်သူများမှာတကြံပွဲကိုစိတ်မပါပဲတိတ်ဆိတ်နေကြခြင်းဖြစ်သည်ထို့တော့အတင်းမျိုးဖြစ်သောနန်းတော်ဥယျံတွင်တော့အပြင်မျိုးနဲ့ဆန့်ကျင်ပဲဖြစ်နေဥပယာစာဥအောင်များနဲ့ပညာသလအောင်စတို့သည်အင်းဝစစ်ပွဲကိုအောင်မြင်ပြီးပြန်လာကြသည်ဟုနန်းတွင်တစ်ခုလုံးယုံကြည်စေရန်တွင်လွင်ထားသည်ထောင်ထားထားကြတော့မုတ်ဆိုးဝသားတို့၏ရန်ကိုအောင်မြင်ပြီးဟန်တော်ဒီပြီးအေးချမ်းပြီးဖြစ်သည်ဖြင့်အတာတော်တင့်ရေတပင်ပွဲကိုနန်းတွင်တွင်ဆင်နွှဲနေကြ၏ တပင်ညွတ်များထောင်ထားသည့်မြူတာအိုးများကိုလက်ရဝင်သားလူမျိုးတော်နောက်ဝင်သားလူမျိုးတော်အရှေ့ဝင်သားလူမျိုးတော်တို့ကလက်တွင်ပိုက်လျက်တန်းစီနေသည်နောက်မှခမောက်ဆောင်မြင်းတီတော်90ကမြင်းနှင်းလိုက်မြင်းတီတော်များနောက်တွင်ဥပယာသာဥအောင်များနှင့်မြင်းမူမင်းသားဗညာသလအောင်စာတို့ကဝေါ်ရင်ကိုစီတွင်ရွှေထီမိုးကလိုက်ကြသည်တကြံကြအကျက်နေများတွင်မော်ရော့စီတီတော်ပေါ်တွင်ညောင်ရီတွန်းရီတလေတိုင်းနန်းတော်ကိုလက်ရရဲပတ်ပြီးနောက်မော်ရော့စီတီတော်တို့ တန်းစီလျှောက်သွားကြပြီဖြစ်သည်နန်းတော်ကိုလက်ရရဲ့ပတ်နေခြင်းတွင် နန်းနှင်းသူများမှလူရတော်နာများကိုရေများပက်ဖြန့်ကြရသည်မိဖုရားများမင်းသမီးများဥပ္ပယာဇာနှင့်မြင်းမူမင်းသားအောင်စတို့ကိုရေဖြန့်ပေးကြရ၏ဥပ္ပယာဇာနှင့်တကားမူကြီးမတ်ရများမှအတာကြီးဟုခေါ်တော်ငွေတို့ကလေးများကိုရေဖြန့်သူများလက်လယ်သူများအမှုတမ်းများကိုဝေငါပေးကြသည်တာပွဲဆွင်နွဲမိလူပြတော်သားများနန်းတော်ဆောင်တနက်လူလင်အမှုထမ်းများအတွက်လည်းအရက်မျိုးစုံ ထန်းရီတို့ကိုမန်နက်တစ်ခုထိုးကာတောက်စားရန်စီရင်ပေးထားလေသည်ဥပ္ပယာဇာယီဝေါ်ရင်မှာနီးတို့ရောက်လာတော့လဲခင်တော်မိမှာဖလားကိုပိုက်လျက်ငင်းငိုင်နေမမထော်မိမမထော်မိနဘေးတွင်ရှိနေတော့မြဝါကတတိပေးမှာအတိဝန်လာပြီးတပြေခက်ကိုရေထဲနစ်ကတွန်းလောင်းလိုက်သည်ဥပ္ပယာဇာဥအောင်မြာကြီးနောက်တွင်လိုက်ပါလာတော့မြို့မင်းသားအောင်စမှာပွဲတော်နဲ့လုံးဝတက်ဆိုင်ခြင်းမရှိတော့လူတယောက်ကဲတော့ခံစားချက်ကင်းမဲ့တော့မျက်နှာဖြင့်ခင်တော်မိက သူ့နမဲတွင်ရှိတော်မြတ်ဝါယခင်တော်မိကသူ့နမဲတွင်ရှိတော်မြတ်ဝါကိုရေဖလားထဲမှအရေများဖြင့်အလောင်းလိုက်သည်အောင်ဝဲရပြီးပြန်လာတဲ့တာပြောတယ်ညီမရဲ့မြင်းမူမင်းသားပုံစံကိုလည်းကြည့်ပါဦးတခုခုကိုစိတ်အလိုမကျဖြစ်နေပုံပါပဲသူတို့တကယ်ရောစစ်ပွဲမှာနိုင်ခဲ့တာဟုတ်ရဲ့လားမြတ်ဝါကမချီပြုံပြုံးလိုက်ပြောစမ်းမအောင်မြတ်ဝါရဲ့ညီမယောက်ျားကစိတ်ရဲမှာအေးပါတဲ့လက်ရပုံမင်းဆိုတော့တခုခုတော့တည်ထားမှာပါစစ်ပွဲအောင်ခဲ့တယ်လေဆိုတဲ့ခင်ခင်ရဲ့အဖရော တပ်မှုတလပန်းတို့မှာဟန်တာရီကိုပြောင်းဝင်လာကြပဲတန်လင်းမှာပဲကြံရင်ကြတယ်ဆိုတော့တခုခုတော့လွဲနေတယ်လို့ပဲမမထော်မီပြောတာမှန်တယ်ဟန်တာရီကစစ်ရှုံးနေပြီဆိုတာအပြင်မျိုးတစ်မျိုးလုံးတည်နေကြပြီဒီနန်းတွင်းကလူတွေကတိလျက်နဲ့အဲ့ဒါကိုလက်မခံပဲကိုကိုကိုလိန်နေကြတာပြည်မျိုးကိုလည်းဥအောင်စရာကတိမ့်သွားပြီတောင်ကူကိုလည်းသူ့ညီဆိုလားတယောက်ကတိမ့်လိုက်ပြီတဲ့ဥအောင်စရာရဲ့ညီဟုတ်လားနာမည်ကဘာလို့လဲဟင်အဲ့ဒါရောမြောက်ကတည့်ရလား မြတ်ဝါကအနှဲငယ်စဉ်းစားလိုက်သည်အင်းသရိုတင်ကတူဆိုလားဘွဲမဟုတ်ဘူးငယ်နမီရောတိလိုက်ရင်ဥပုံမင်းတော့တိလိုက်မယ်ဘာဖြစ်လို့လဲဟင်မမထောက်မိအရေးကြီးလို့ပါသူ့နမီရင်တိကျင်တာနေုံနမင်းရင်မြင်ပေါ်တွင်ဟန်တာဝလီပြင်ဗမိုင်းဒီယာစာအောင်လာနေသူအတာလက်ပွဲကိုကြည့်နေကြတော့ဝန်ကြီးများရှိရလို့မြတ်ဝါကပြေးတက်သွားသည်မြတ်ဝါကိုမြင်နေနဲ့လက်ရဘူကထလာ၏ခဏကြာရင်မြတ်ဝါပြန်ရောက်လာသည် တိပြီမမထုံးပြီငွှေကျူတဲ့လေရွှေကျူရွှေကျူဟုတ်လားခင်တော်မေးကြီးမျက်နာက ပြောင်းရောင်တန်းသွားပြီမမထုံးပြီကတိလို့လားသူ့ကိုတိတာပေါ့မြောက်ပါရဲ့မုတ်ဆိုးကိုတိုက်ပွဲမှာမမထုံးပြီရန်သူလက်မိတော့တော့သူပဲကဲတင်ခဲ့တာလေဒါပေမဲ့သူတို့ကရန်သူတွေလေမမထုံးပြီဒါပေမဲ့သူတို့ကရန်သူတွေလေမမထုံးပြီဦးဘုံမင်းတို့ပြောနေတာတွေကိုမြောက်ကခိုးနှားထုံမှုတယ် အဲ့ဒီလူတွေကဟန်တာဝတီကိုအပြည့်တိုင်ဖျက်ကြလိမ့်မယ်တဲ့မြတ်ဝါတို့ကိုလည်းတန်ရင်တက်မတန်ရင်လည်းကျွန်ဖြစ်ရောင်းစားခြင်းရောင်းစားမှာတဲ့လေမြတ်ဝါတန်ကရုတ်တရက်တုံရင်လိုက်မြတ်ဝါကြောက်တယ်မြတ်ဝါကြောက်တယ်မိုးဆိုးဘူကစစ်သားတွေကိုမြတ်ဝါကြောက်တယ်ကြောက်တယ်မြတ်ဝါဤတန်ကျဲသွားဖြင့်လက်ရဘူကခတ်တွတ်တွတ်ဆင်းလာသည်နွေရာဒီအပူရန်နဲ့သူစစ်ပွဲသည်များကြားလျင်မြတ်ဝါဤစိတ်မှာမကြာခဏဖောက်ပြန်လာသည်မြတ်ဝါလေးတတိထားပါဦး လက်ရဘောကမြဝါကြီးလက်နှစ်ဖက်ကိုဆုပ်ကင်လိုက်လာလာဦးဘုံမင်းဖုံးတော်ဖျားကိုရှောက်ပြီးအိမ်ပြန်ကြမယ်နော်စိတ်ဝေနာရှင်မပြောက်သေးတော့မြဝါကိုကြည့်တာခင်တော်မိကအစိမ်းမကောင်းဖြစ်သွား၏ထို့နောက်မြဝါပြောခဲ့တော်စကားများကိုနားထဲတွင်ပြန်လည်ကြားရအောင်လာသည်ကိုကြီးရွှေကျူကခင်ခင်တို့ရဲ့ရန်သူတဲ့လားဟန်တာဝရီကိုတင်းပြီးခင်ခင်ကိုသူကတတ်မှာလေလား1955 AB 7ရဲ့အတာရကြံအတက်နဲ့ နနက်7:45စက္ကန့်36စက္ကန့်တကြံအခါပြောင်းကျင်တင့်ပြီဖြစ်ပြီဟန်တာရီဘဲလိုက်တော့အတွက်မှာအခါတော်ပဲပုံနာပညာရှိများနန်းတွင်ပေရင်ပညာရှင်ကြီးများထွက်လာကြသည်မျက်နှာချင်းဆိုင်တွင်ရှိတော်လွတ်တော်ရှိမှအမြောက်ကြီး၅စင်းကိုတပြိုင်နက်အချက်ပဲပြဖောက်လိုက်ကြ යි ဖောင်း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 စီတော်ဆုံးတိခတ်လိုက်တဲ့နေသူနန်းရင်မြင်တစ်ခုလုံးပျော်ရွှင်စွာအဟစ်တံများထွက်ပေါ်လာသည် ချိန်ထဲတွင်ပင်တန်လျင်ရေကင်းတဲ့အမြောက်တံများဆက်ပိုက်ထွက်ပေါ်နေသို့တော့ဟန်တာရီကဲ့သို့နှစ်တစ်ကိုကြိုဆိုတော့အမြောက်တံများမဟုတ်ပြည်မျိုးမှဆောက်ခွာလာရပြီနော်ဥပ္ပယာဇာဥအောင်မြန်းနေမြင့်မှုမင်သားအောင်စတို့မှာအောင်ပွဲနဲ့အတူဟုဝါရဖြန်ကဟန်တာရီတို့ပြန်သွားခဲ့ကြသည်ဂလပန်စောပြာဒေါ်ဆယ်ရဆက်ပညာချင်းလကွန်အိမ်တမိန်တန်လိုက်တို့တက်များမှမူရှေဘူတက်များဒီတန်လျင်မှတစ်ဆင့်ဟန်တာရီတို့ဆက်လက်ချီတက်တော့မြို့ကိုတည်နေကြသည်ဖြင့်တန်လျင်မြင့်ကျင်းနေရာရှိကန်းတစ်ဖက်တွင် တက်ကြီးများတီကခံစစ်ပြင်ဆင်ထားကြ၏လောင်ဖျားဥအောင်စေရ၏ရှေ့ချီလေးတက်များ၏ AB 7ရက်နေ့တွင်မြန်အောင်မှတဆင့်ဒနုပြူဒနုပြူများတဆင့်တန်လင်ကင်းဝါတို့ရောက်ရှိလာကြသည်တန်လင်ကင်းဝါ၏ရေပြင်တွင်လေများမတော်လာနိုင်ရန်စူးငုံများပိုက်များချထားဖြင့်ရှေ့ဘေးတက်များမှအခက်တွေ့နေကြရ၏ထို့ချင်းတွင်ကန်တဖက်စီတွင်ချထားသောခံတက်များမှတနတ်များအမြောက်များဖြင့်ဝိုင်းဝန်းပစ်ခတ်ကြတော်လိမောင်ရွနှင့်မောင်လောက်၏တက်များရောက်ရှိလာပြီး ရေထဲသို့ဆင်းကာအသားဆီးများအသေးခံဖယ်ရှားကြရ၏နှစ်ဖက်ညံအပြစ်ခံရသည့်ဖြစ်ရာရှေဘိုစစ်သည်များများပြားကြဆုံကုန်ကြသည်ထိုချိန်တွင်လောင်းဖျားဥအောင်စရာ၏မိုင်းတဲတဲကြီးပါဝင်ရေတက်မှကြီးရောက်လာသည်ဖြင့်စောပြားနှင့်တလပန်တို့၏တက်များမှာအပြင်းဆုတ်ခွာပြီးပန်းလိုင်မြေဝဇင်းငယ်ဖို့တန်ကလားဖို့ခေါ်စပိန်လူမျိုးကျေးစာရေတက်ဖို့ရာမို၏တက်များနှင့်တွားရောင်ပူပေါင်းကြရသည်1955 AB 14တွင်ရှေရို73လာတော့ရှေဘုံတက်များနှင့် ပန်းလိုင်ချောင်းရတယ်ရေချောင်းတက်ပွဲပြင်းထန်စွာဖြစ်ပွားကြတယ်နိရွှေဘိုတက်များမှာတန်လင်ကဲမှတင်းစီရမိတော့အမြောက်ကြီးငါးလက်ကိုမိုင်းတဲတဲ့ဘော်တွင်ထက်တင်ကပြစ်ခတ်ကြတဲ့ဖြင့်တရက်ကြာခုခံပြီးနောက်ညပိုင်းနဲ့ဟန်တာရီတက်များဆက်လက်ဆုတ်ခွာရသည် AB 15ရက်နေ့တွင်တန်လင်တို့စစ်ကူလာတော့ဥပြာစာဥအောင်များ၏တက်များသည်တကုံတွင်ခိတ္တစကန်ချနေစဉ်ပန်းလိုင်ချောင်းရတဲ့တလပန်းစောပြားတို့၏ရေတက်များအေးနှိမ်ကြောင်တရင်ကိုကြားရသည်ထို့ကြောင့်ဥပြာစာဥအောင်များလည်းတကုံနှင့်တလားတို့ ဗိုလ်မှုအချုပ်ကိုထားခဲ့ကဟန်တာဝရီတို့ပြန်လဲဆုတ်ခွာသွား၏ဥောမြာထွက်ခွာသွားပြီးတဲ့နောက်အဆောင်အနေနဲ့ထားခဲ့တော့ဟန်တာဝရီဗိုလ်မှုစစ်တီတို့လည်းဒဂုံမြို့ကိုဆွန့်ခွာထွက်ပြေးတော်သည်1955 AB 16ရဲ့မင်းသားမောင်ရွာဤလေပေါ်တွင်ပါလာတော့အမြောက်ငယ်များမြရန်ဘူးများကိုရမ်းမြအပြစ်ဖြစ်ရန်မိန်ပေးလိုက်ရှေ့တွင်ဒဂုံတက်တက်မြို့ရိုးကိုမြင်နေရပြီဖြစ်သည်မောင်ရွာကလေဦးတွင်မုတ်ဆိုးဒူးထောက်ထိုင်ကမန်ပြောင်းဖြင့်ဒဂုံစိတ်ကန်းစီကြည်လိုက် ခြေနေကငြိမ်သက်လာကြည်လားမင်းရောဘလို့ဘလို့ရလဲမောင်ကျိုးမောင်ရွာကသူ၏လက်ထောက်တက်မှုဂျိုးဆက်ဒီဆေးပါကို မေးလိုက်သည်ပရိယေဆိုလည်းဖြစ်နိုင်ပါတယ်တတိတော်ထားတဲ့နယ်ကိုတော်လေးဖေဟာဂျိုးဆက်ဒီဆေးပါကပြောပြောဆိုဆိုနဲ့သူ၏အပေါ်အင်ဂျီကိုချွတ်လိုက်သည်ထို့နောက်အနီးမှအမြောက်များကိုအုပ်ထားသည်တက်ကလဆာထဲမှာအစင်းရောင်နဲ့အနီးရောင်ဆကိုဓာဖြင့်ဖြတ်တောက်လိုက် မင်းဘာလို့မလို့လဲမောင်ကျိုးကိုတော်လေးလို့ဒီကနေပဲဒါဆောင်ကြည့်ပါ ကျွန်တော်မျိုးတကောင်စိတ်ကန်းစီရေကူးပြီးတွားကြည့်မယ်ဟိုမှာပြည့်ရယ်ဆင်ထားတာဆိုအစိမ်းအောင်ပြမယ်ဒါမှမဟုတ်သူတို့ဆုတ်ခွာသွားတာဆိုအနီအောင်ပြမယ်ဂျိုးဆက်ဒီဆေးပါကအဆနှစကိုလက်မောင်းတစ်ဖက်စီတွင်ရစ်တိုင်းစီးနောင်လိုက်သည်ထို့နောက်ပါဇက်တွင်ပစ္စတိုတနက်ကိုကိုက်လျက်ရေထဲသို့ဆင်းသွားတော့၏မောင်ရွာကအခြေအနေကိုအသာစောင့်ကြည့်နေသည်အနောက်မှာမင်းသားမောင်လောက်၏လေတန့်နှင့်စီတာမင်းကြီးဦးစီးစိန်ငတုံတို့၏လေတန့်များကလည်းမိလာကြပြီဖြစ်သည် မောင်ရွာကအချက်ပြကဒုသက်များကိုခိတ္တရက်ခိုင်းတာဤမကြမီဒီကုံစိတ်ကန်းဘက်စီမှာအနီရောင်အဝတ်စားတစ်ခုဝေ့ရန်နေဒီကိုတွေးလိုက်ကြဤအမြောက်၃ချက်ဖောက်လိုက်တော့ခမဲတော်စီအချက်ပြရမဟိမောင်ရွာက မတ်တထရက်ကဝန်တာအာရအော်ဟဲလိုက် မကြမီအချက်ပေးအမြောက်တန်၃ချက်ထွက်လာဤမြေဝဘက်စီမှာလာနေတော့မိုင်းတဲတဲလေကြီးသည်ရှေ့ပြတ်သက်ဖြစ်တော့မင်းသားမောင်ရွာထံမှချက်ပေးအမြောက်တန်ကိုကြားလိုက်ကြရဤအောင်စရာဒီမိုင်းတဲတဲကြီးလေဦးတွင် မတ်တရက်ကာ တကုံစီတို့အမျိုးကြည့်လိုက်သည်ရွှေကုံစီတို့ကြည့်ရွှေအောင်တဝင်းဝင်းမှာနေရောင်တွင်တောက်ပနေတော့တန်လျင်မြုပ်အာမေးနီးယန်ကုန်တယ်ကြီးနီကိုလာအကွေးလာ၏လူထံမှဟန်တာရီဥပြာဆိုင်ချီမြောက်ခွင့်ပြုမှုတို့ဖြင့်ဆောက်လုပ်ထားတော့ဘာနာတိုက်ကက်သလစ်ခရစ်ယာန်ဖျားကျောင်းပေါ်တို့ဟန်တာရီစစ်တပ်ကြီးခြိတက်လာသည်ဖျားချောင်းတွင်တော့ဖာတာနာရီနီမိခင်ကွဲလွန်ခြင်းတနည်းပြဆူတောင်းဝတ်ပြုအစည်းအဝေးပြုလုပ်နေကြ၏ဝမ်းနေပါတယ် ဟန်တာရီမြင့်မှုမင်းသားပညာသလားကြွချီလာမှာမို့လို့အခုချက်ချင်းဝိပုအစီအစဉ်ကိုအဆုံးသတ်ပြီးအားလုံးပြန်ကြပါဖျားเจ้าတကားပါမှာတက်မှုတို့ရဲ့အတန်ကြောင့်ဖတာနာရီမီမှာရွတ်လက်ဆတရားတော်ကိုရက်တန့်လိုက်ပြီးလူစားဒီမဲလို့တယောက်ပဲကြံ့နေပေးပါဝိပုလာသူကက်သလစ်ဘာသာဝင်ဥရောပသားများမွန်မြန်မာများအားလုံးဖျားเจ้าဤခုံနန်းတနေရာတွင်ရှိနေတော့လူစားကိုကြည့်လိုက်ကြသည်ကျမလူစားဒီမဲလို့ပါ နိုင်ရေးကိစ္စအထိမ့်မှတ်မှုကျန်တဲ့လူတွေဆက်လက်ဝတ်ပြုခွင့်ပေးပါမြင်းမူမင်းသားစီကိုကျွန်မပဲအခသာဝင်ပါမယ်ကြက်သွေးရောင်ကောင်းဝင်ရှိကိုဝတ်ဆင်ထားတော့လူစားကမတ်တက်ရက်လိုက်သည်နဘေးတွင်ရှိနေတော့မဲစောကိုနှစ်တိမ်စကားပြောပြီးနော်လူစားကအပြင်လိုထွက်လိုက်မဟုတ်ဘူးမကြခင်တန်လျင်ကိုမုတ်ဆိုးဝတ်သက်တွေရောက်လာတော့မယ်ဒါကြောင့်ကျန်တဲ့လူတွေအချိန်မီရှောင်နေအောင်ပါတတ်မှုရေးစကားကြောင့်ဖះเจ้าတွင်ရုတ်ရုတ်တက်တက်ဖြစ်ကုန်ကြသည်ဟတနာရီနီက မယ်စောကိုခေါ်ကအပြင်တို့ခတ်ထွတ်ထွတ်ထွက်သွားပြီဝုတ်ပြူလာသူများတွေလည်းဖျားချောင်းအတွင်းမှာအရှိုးရှိုးထွက်ခွာတားကြသည်ခဏကြာတွင်မြင့်မုံမင်းသားဘုရားသလားအောင်စားကကိုရံတော်တလွတ်ကင်တန်းနေသူဖျားချောင်းတကားဝါတို့ရောက်လာ၏ထို့နောက်သူတူဒီလွှေစားရှိရာတို့ရှောက်လာသည်စစ်သည်များကဖျားချောင်းတကားမကြီးကိုအပြင်မှပိတ်လိုက်ကြသည်လွှေစားကဒုတုပ်လျက်ခဆိုင်ရန်ပြင်လိုက်၏နေပါစေလွှေစားတင့်တလို့တာခစားပါဘာကိစ္စများရှိပြန်ပြီလဲမင်းသား ကျုပ်တို့ကိုကူညီပါလိမ့်စား။ရာဇဝတ်ဘေးတင်နေတဲ့အမျိုးသမီးတယောက်စီကဘာများကူညီရခြင်းလို့လဲ။မင်းသားတို့တင်လိုက်လို့ကျွန်တော်မျိုးမရဲ့ပိုင်ဆိုင်မှုတွေလည်းဘာမှမရှိတော့ပါဘူးလေ။ဒီကိစ္စကခမားပဲကူညီနိုင်တဲ့ကိစ္စပါလိမ့်စား။အခုသူတို့တကုံကိုတင်လိုက်ကြပြီ။မကြခင်တန်လင်းကိုရောက်လာကြတော့မယ်။ကျုပ်တို့အမြောက်တွေကအထက်ဘက်စစ်ပွဲတွေမှာရောတန်လင်းကင်းတိုက်ပွဲမှာပါ။အတော်များများရေထဲပစ်ချခဲ့တာရဲ့သူတို့ဘက်ကရတာတန်ရင်နဲ့အားနေနေပြီ။ဒီတော့ မြို့ဝမှာဘရူနိုတို့ရဲ့ပြင်သစ်တင်မော၃စင်းအသင့်ရှိနေတယ်။အဲ့ဒီတင်မောပေါ်မှာအမြောက်တွေ၁၀စင်းမကရှိနေတယ်လို့ကြုတ်တိထားတယ်။ပြင်သစ်တင်မော၃စင်းအနေနဲ့ကျုပ်တို့ကိုကူညီပေးဖို့မွန်စီယာဘရူနိုကိုလွေစာကပြောပေးပါ။ဘရူနိုနဲ့အင်ရှစ်ဥပညာရှင်နဲ့ဒါရဲ့အဆက်အသွယ်ရှိနေတာပဲမဟုတ်လား။ကျွန်တော်မျိုးမကဘာဆိုင်တော့လို့လဲ။ဘရူနိုကအခုတန်လင်ကအဲ့ဒီတင်မောပေါ်မှာပါ။သူ့ကိုကြုတ်ကိုနိုင်ပြောပြပါပြီ။သူ့အနေနဲ့ချုပ်ထားတဲ့စာချုပ်များရဲ့ ဒေတာရင်းစစ်ပွဲမှာတိုက်ရိုက်မကူညီနိုင်ပါဘူးလို့တွင်တွင်ပြောနေတယ်။ကြုတ်ကြားဘူးတာကတော့လွေစာဟာပွန်ဒီချယ်ရီကအပြင်းခံမင်းမြတ်အထိပေါက်ရောက်ခဲ့ဘူးတဲ့။အခုချိန်မှာလွေစာအနေနဲ့ဘရူနိုကိုအကူအညီတောင်းရင်ရနိုင်မှာပါ။နောက်ပိုင်းကျဟန်တာရီရဲ့အထူးတန်တမန်ပွဲနဲ့တူပွန်ဒီချယ်ရီကိုလွေစာကိုပြန်လွတ်ဖို့ကြုံနောင်တော်ဘီယန်စီမှာရှောက်ပေးပါမယ်။ကြောက်ကြိပေးပါတယ်။ကျွန်တော်မျိုးမအနေနဲ့ဒီမြေမှာဆက်နေဖို့စိတ်ကူးမရှိတော့ပါဘူး။ ဒါပေမဲ့အခုမင်းသားတောင်းဆိုတာကိုကိုညီပေးမယ်ဆိုရင်ကျွန်တော်မျိုးမှလည်းတခုတောင်းဆိုကြပါတယ်ကျွန်တော်မျိုးမှရှာဖွေထားတဲ့စီးစိမ်တွေပိုင်ဆိုင်မှုတွေလုပ်ငန်းတွေကိုကျွန်တော်မျိုးမှရဲ့မိသားစုဖြစ်တဲ့ငလေးနဲ့မယ်ဖူးကိုပြန်လွှဲပေးမလားစိတ်ချပါဖြစ်စေရပါမယ်ဘာမှဆို ဖြစ်စေရပါမယ်အခုပဲကန်းသားကိုကျွန်မဆင်းပြီးဘရူနိုစီသွားပါမယ်ငလေးလဲပြင်ဟဲ့ဖះចောင်းဝါရင်စောင့်နေတော့ငလေးကိုလွေစာကလမ်းပြောလိုက်တယ် ကျုပ်ဝေါနဲ့ပဲသွားပါလားလဲပြင်မနေပါနဲ့မလိုပါဘူးမင်းသားကျမတို့ကိုလဲနဲ့ကိုပဲသွားပါမယ်လွေစာကဖះနဘေးတွင် ရှိတော့လဲစီတို့ရှောက်လာသည်လွေစာဟာတာနာရီနီကနောက်မှလမ်းခေါ်လိုက်တမျိုးလုံးမှအခြေအနေတွေကရှုပ်ထွေးနေတယ်မင်းတယောက်တည်းမသွားပါနဲ့ကျုပ်ပါခေါ်လိုက်ပေးမယ်လဲဘို့တို့ဟာတာနာရီနီရောလွေစာပါတက်လိုက်ကြသည်မမလွေစာဒီမှာမေဖူးကအပြေးလွှာထွက်လာပြီးဂဒီပါအဝတ်ထုပ်တစ်ခုကိုပေးလိုက်လွေစာက ရေပါဝတ်ထုတ်ထဲမှာပစ္စတိုတနတ်ကိုထုတ်ကာပြောင်းတဲ့နှစ်ခွက်ကိုစစ်ဆေးလိုက်သည်ကြီးနဲ့ရမ်းမုံတို့ရောအဲ့ဒီထဲမှာပဲပါပါတယ်မှလီစာငလေးသွားလို့ရပြီလဲကညှိနေနဲ့ထွက်သွားသည်လွေစာကပစ္စတိုတနတ်တွင်တို့ခဲဘူးကြီးနဲ့ရမ်းမုံများကိုအေးဆေးစွာဖြည့်နေတနတ်တလဲဘုံကြီးတပါလဲတစင်းနဲ့ထုံမင်းမလားကိုမညာတလအောင်စားနေတကွာဟန်တာရီတက်ကြီးကငဲကြည့်နေကြသည်